တာလီဇောပါဒီကနေ့ဧပြီလ24ရက်နေ့နရင်းဇရာရခိုင်တည်င်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမမြန်နေခင်ကတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့စစ်ပီးရှောင်ပို့သွားတဲ့စစ်တွေဒေသခံအယောက်30ကျော်ကို စစ်ကောင်စီကဖမ်းဆီးထားတဲ့သတင်းကြောက်ပြူမှာစစ်ကောင်စီလက်လွတ်လိုက်ရတဲ့စခန်းနဲ့ကြီးရော်တွေကိုစစ်ကောင်စီကပြန်ပြီးထိုးစစ်ဆင်နေတဲ့သတင်းနဲ့ မောင်တော်မျိုးထေကစစ်ကောင်စီခရိုင်နဲ့မြို့နေကောင်စီဝင်နေရောက်ရေးနေအိမ်တွေကိုအီအီကဆက်လက်ချိတ်ပိတ်လိုက်တဲ့တဲ့င်းအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တဲ့င်းတွေကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။စစ်တွေမျိုးကနေစစ်ပီးတင်းချောင်ဖို့သွားတဲ့စစ်တွေဒီတာခံအယောက်၃၀ကျော်ကိုစစ်ကောင်စီတပ်ကဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။ဖမ်းဆီးခံခဲ့ရတဲ့စစ်တွေဒီတာခံအယောက်၃၀ကျော်အထက်မှာခလီငယ်တွေနဲ့အမျိုးသမီးတွေလေးပါဝင်ပြီး စစ်တွေမြို့နယ်ပြိုင်းဖြူကြီးရွာကကြီးရွာသား၁၀ယောက်လေးပါဝင်တယ်လို့ပြရပါတယ်။သူတို့ဟာပြီးခဲ့တဲ့ဧပြီလ22ရက်နေ့ညနေ9:00နာရီလောက်မှာစစ်တွေမြို့ကနေပေါတော်မြို့နယ်ကိုတွားရောက်စစ်ပီးတင်းချောက်ဖို့ပြင်ဆင်နေတဲ့အချိန်မှာစစ်တွေမြို့မိဇံရက်ကွက်က BHT Korea စက္ကန့်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးတာကိုခံလိုက်ရတာပါ။ဖမ်းဆီးခံရသူတွေဟာစစ်တွေမျိုးရင်းတိုက်ပွဲတွေဖြစ်ပွားလာမှာကိုစိုးရိမ်တာအလုတ်ကင်ရှာပါတာ စားနေအခါတွေပြက်လက်တာစားတဲ့အခက်ခဲတွေကြောင့်စစ်တွေမျိုးကနေလွမြောက်နေမြေပေါတော့မြို့နေကိုစပီးတင်းချောင်ဖို့ပွေးစားတွေနဲ့ချိတ်ဆက်ထွက်ခွာဖို့ပြင်ဆင်နေတဲ့အချိန်မှာဖန်စီခံလိုက်ရတာလို့စစ်တွေမျိုးခန့်တယောက်ကပြောပါရယ်အဲ့ဒီလိုစပီးတင်းချောင်ဖို့အတွက်တယောက်ကိုငွေကျပ်၄သိန်းစီပွေးစားကိုပေးဆောင်ခဲ့ရတယ်လို့လည်းသိရပါရယ်ကျောက်ဖြူမျိုးနေကစစ်ကောင်စီလက်လွတ်လိုက်ရတဲ့စခန်းနဲ့ကြေးရွာတွေကို စစ်ကောင်စီကပြန်လည်ထိုးစစ်ဆင်နေပြီးလေးချောင်းနဲ့ရီချောင်းတို့ကပါတိုက်ခိုက်နေတယ်လို့သိရပါတယ်။ကြောက်ဖြူမြို့နေဂုံချိန်တိုက်နေနဲ့တစ်ပုတ်တောင်တိုက်နေကစစ်ကောင်စီလက်လွတ်ထားရတဲ့ကြေးရော်နဲ့တက်ဆွေးနေရယူခဲ့တဲ့နေရာတွေကိုစစ်ကောင်စီကပြန်လည်ထိုးစစ်ဆင်နာတွေပြုလုပ်နေပြီးလေးချောင်းကလေးပုံကျဲတိုက်ခိုက်နေတယ်လို့မြေပြင်ဒေသခံကြောက်ဖြူတည်ရင်မြစ်တယောက်ကနရင်းစရာကိုပြောပါရယ်ဂုံချွင်ကြီးရော်ဖက်မှာအမတ်30နှစ်ရေတက်ရင်ကနေ အေးအေးထိန်းရှုပ်ထားတဲ့မလူကျွန်းတို့ဖက်ကိုစစ်ကြောင်းထိုးတိုက်ခိုက်နေတယ်လို့သူကဆက်ပြောပါရယ်။တစ်ပုတ်တောင်တိုက်နေမှာလေအာရခတက်တော်အေးအေးထိန်းရှုပ်ထားတဲ့ဖရောက်ရှောင်းနဲ့စီမော်ဖက်ကိုတညောက်ရီရတဌာနရှုပ်အပါဝင်နောက်ထပ်စစ်ကောင်စီတပ်ဖွဲ့ဝင်အများပြားကစစ်ကြောင်းထိုးပြီးနေပြည်တော်ကလေစစ်တပ်နဲ့တွေနဲ့ပြစ်ခတ်နေတယ်လို့နောက်ထပ်စီရေးတရင်မြစ်တယောက်ကနရင်းစရာကိုပြောပါရယ်။လက်ရှိအေးအေးထိန်းရှုပ်ထားတဲ့နေမြေတွေထဲက မလကျွန်းပြင်ရှိလက်ခမောဥကင်းကျက်တိန်တပြူတောင်စီမောဖောက်ရှောင်းစားရဲ့ကြီးရော်တွေဟာစစ်ကောင်စီရဲ့လေကြောင်းနဲ့ရေကြောင်းတို့ကပြစ်ခတ်တာကိုခံနေကြရတာပါအာရခတ်တက်တော်တင်ပိုက်ထားတဲ့ရခိုင်ပြည်အနောက်ဘက်နေဆက်မြို့မောင်တော်မှာစစ်ကောင်စီရဲ့ခရိုင်နဲ့မြို့နေကောင်စီဝင်၂ရောက်ရဲ့နေအိမ်တွေကိုအာရခတ်တက်တော် EE ကထက်မှန်ရှိတ်ပိတ်လိုက်တယ်လို့သိရပါဗျာ ချိတ်ပိတ်ခံလိုက်ရတဲ့နေအိမ်တွေကတော့စစ်ကောင်စီမောင်းတော်ခရိုင်ကောင်စီဝင်ဦးအောင်မြင့်သိန်းနဲ့မြို့နေကောင်စီဝင်ဦးခင်မောင်တို့ရဲ့နေအိမ်တွေဖြစ်ကြတယ်လို့ဆိုပါရီသူတို့နှစ်ယောက်ကစစ်အာဏာသိမ်းပြီးစစ်ကောင်စီဖွဲ့စည်းတဲ့အခါမြို့နေနဲ့ခရိုင်မှာအရက်သားကောင်စီဝင်တွေအဖြစ်တာဝန်ထမ်းဆောင်ခဲ့ကြပြီးစစ်ကောင်စီကသူတို့ခိုင်ကြမြာကောင်းကြီးနိုင်တဲ့ခရိုနီတွေကိုသူတို့ဘာသာရွေးချယ်ပြီးတာဝန်ပေးခဲ့ကြတာလို့မောင်တော်မြို့လူကြီးတယောက်ကပြောပါရီ စစ်ကောင်စီရဲ့ခရိုင်ကောင်စီဝင်ဦးအောင်မြင့်သိန်းနဲ့ညီကိုရေပိုင်ဆိုင်တဲ့မြင်ဘရဒါကုမ္ပဏီရဲ့တစ်ဆက်တမျိုးစုံစိုက်ခင်းနေအေကညင်းနန်းကနေအိမ်နဲ့ပိုင်ဆိုင်တဲ့အဆောက်အုံတွေအလုံးကိုအီအီကဧပြီလဆန်းပိုင်းကနေစပြီးရှိတ်ပိတ်လိုက်တယ်လို့သိရပါတယ်။ဒါ့အပြင်မြို့နေကောင်စီဝင်ဦးခင်မောင်ရဲ့ဗဟိုကျောင်းရှိကနေအိမ်ကိုလေဧပြီလလေပိုင်းမှာရှိတ်ပိတ်လိုက်ပြီလို့ဒေသခံတွေစီကနေသိရပါတယ်။ လက်ရှိမောင်နှောမျိုးကစစ်ကောင်စီယုံအလုံးအပါအဝင်အီအီရှိတ်ပိတ်တင်းစီထားတဲ့ရခိုင်နဲ့မူဆလီနေအိမ်ချမ်းကြီးတရားလောက်အထိရှိလာနေပြီလို့မြို့ခံတွေစီကနေသိရပါတယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးကြတာပါ။ဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်ရှင်။ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့မြမငလီရင်ဘေးအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီ အမေရိကန်ဒေါ်လာ2.5တန်းထပ်မံပေးအပ်မည်လို့မြန်မာနိုင်ငံဂျာမနီတန်ယုံကမနေ့ကထုတ်ပြန်ပါတယ်။ဂျာမနီနိုင်ငံဟာမြန်မာနိုင်ငံမှာဆိုးရွားလာတဲ့ငလျင်လုတ်ခတ်ပြီးနောက်အရေးပေါ်ကူညီကိစ္စရေးလုပ်ငန်းတွေကိုပံ့ပိုးကူညီဖို့ဒီထက်ဆောင်ရန်မုံငွေကိုထည့်ဝင်လာလို့ဆိုပါတယ်။ဒီထက်အဒေါ်လာတစ်သန်းကိုမြန်မာနိုင်ငံဆိုင်ရာလူသားချင်းစာနာထောက်ထားမှုရန်ပုံငွေ MHF ကိုပြည့်ရမှာဖြစ်ပြီးကြံတဲ့တိတ္တမ5တန်းကိုပြည်ရင်းနဲ့နိုင်ငံတကာအစိုးရမဟုတ်တဲ့မိဘအဖွဲ့အစည်းတွေကနေတစင်ပြည့်ရသွားမယ်လို့သိရပါတယ်။ဂျာမနီနိုင်ငံဟာ2025ခုနှစ်မှာမြန်မာနိုင်ငံအတွက်ကနဦးအကူအညီ American Dollar စေတန်း PK ပါတယ်။ဒီတရ5တက်တမ5တန်းကို MHF ကိုဓာတ်ရိုက်ပေးအပ်ထားပြီး ကဘာကူလာသမကအရေးပေါ်တုံ့ပြန်ရေးရန်ဒီယာ CERF ကိုလေပြည့်ထားပြီးဖြစ်တယ်လို့ဆိုပါရယ်ဂျာမနီက EU ရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလေးချောင်းတရားကတဆင်ငလီအပီးနဲ့ကာလရှိအတွေ့ဆက်လက်ကူညီဆောင်ရွက်သွားမည်လို့လည်းဆိုပါရယ်နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ဖိလစ်ပိုင်နိုင်ငံမြို့တော်မနီလာမှာမနီကဧပြီလ23ရက်နေ့မနက်အစောပိုင်းက မီးအကြီးကျယ်လောင်ကျွမ်းခဲ့တာကြောင့်ယာနဲ့ရှိတဲ့ဒေသခံတွေအိုးမေအိမ်မေဖြစ်ခဲ့ရတယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြကြပါတယ်။မြို့လီကောင်စင်ရီတာရက်ွက်ကယာနဲ့ရှိတဲ့နေအိမ်တွေမီးလောင်ခဲ့တာဖြစ်ပြီးမနီလာစိတ်ကမ်းဧရိယာထေကစင်ရီတာရက်ွက်တလျှောက်မီးစတင်လောင်ကျွမ်းခဲ့တာလို့သိရပါတယ်။ကိုနိုင်ရကြလောက်ကျွန်းအပြီးမှာမင်းငိမ့်သွားခဲ့တာဖြစ်ပြီးအင်ချီ900လောက်နဲ့မိသားစု1500ထိခိုက်ခဲ့ပြီး အရေးအတွက်တိုးလာနိုင်တယ်လို့မနီလာတဘွား BNE ရှော့ပါရီစီမံခန့်ခွဲမှုယုံ DRRM ကပြောဆိုထားပါတယ်ဖိလစ်ပိုင်နိုင်ငံဟာအဆောက်အုံတွေ နေအိမ်တွေနဲ့ရုံငန်းတွေမှာမိဘလုံခြုံရေးကိုစက်မက်ဆောင်ရွက်ရမှာမတမ်းမရပြည့်စုံမှုမရှိဘူးလို့လေဝေဖန်တာတွေရှိနေပါတယ်ရှင်နရီဇရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။ နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျမတို့နရီဇရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narizara.com မှာဝင်ရောက်ကြည့်ရှုနိုင်သလို Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရီဇာရုပ်တန်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။